မြန်မာစံတော်ဂျင်းနဲ့ကြည့်မယ်ဆိုလို့ရှင်ဗုဒ္ဓဟူးနေ့ညဒါကြတာပလေးနေ့မနက်အစောပိုင်းမှာကန်သွားဖို့ရှိတဲ့ EFLK ရဲ့ပွဲစဉ်လေးတွေကိုကျွန်တော်ပွဲကြိုသုံးသပ်ချက်လေးလုပ်ပေးတော့မှလည်းဖြစ်ပါတယ်အားလုံးပဲမြန်မာပေါ်နဲ့ပြည်သူညပါစေ မင်းနိုင်ဖဘောတောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒါဗုဒ္ဓဦးနေညဒါစတာပတိနေမနဲ့အစောပိုင်းမှာကံမိုးရှိနေတဲ့ဒါ EF Falcon Round 4ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်အသင်းကြီးတွေတော်တော်များရဲ့ပွဲစဉ်တွေရှိတာဖြစ်တဲ့ကြောင်းကျွန်တော်ဒါဗီဒီယိုကိုသုံးခုခွဲပြီးတော့လုပ်ပေးလိုက်မှာပေါ့နော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒါနှစ်သင်းဖြစ်တဲ့ဒါအာဆင်နယ်သင်းနဲ့တစ်ဖက်က Liverpool သင်းတို့ရဲ့ပွဲကြိုသွန်းချက်လေးကိုကျွန်တော်လုပ်ပေးသွားမှာဖြစ်ပြီးတော့ကြံတဲ့ဗီဒီယိုတွေကြားလို့ရှိရင်တော့ Man City ရဲ့ Chelsea ရဲ့ပြီးတော့ Tottenham Hotspur သင်းတို့ရဲ့ပွဲစဉ်ကိုဆက်ဆက်ပြီးတော့လုပ် ွေးသွားမှာလည်းဖြစ်တယ် ဒီဗီဒီယိုမှာကအာဆင်နယ်အသင်းနဲ့ကျွန်တော်လီဗာပူးအသင်းရဲ့ပွဲစဉ်လည်းဝေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့နှစ်သင်းစလုံးကတော့ true ကြပဲ EFL က round 4မှာမှာဒါပရီးမီးယားလိအသင်းတွေချင်းချင်းတွေ့ဆုံနေတဲ့အပြင်ကိုအိမ်ကွင်းနှစ်သင်းစလုံးကန်ရမယ်ပေါ့နော်ဆိုတော့အာဆင်နယ်အသင်းဆိုလို့ရှိရင်သူတို့အသင်းရဲ့အိမ်ကွင်းဒါ Emirates Stadium မှာကစားမှာဖြစ်သလိုတစ်ဖက်ကလီဗာပူးဆိုလို့ရှိရင်သူတို့အသင်းရဲ့အိမ်ကွင်းဒါ Anfield မှာကစားသွားမှာလည်းဖြစ်တယ်အဲကြောင့်မလို့ဒါအသင်းကြီးနှစ်သင်းအတွက်ကတော်တော်လေးကိုတော့ဒါဘာပဲပြောဗျာအဝေးကွင်းမဟုတ်တဲ့အတွက်ကြောင့်နည်းနည်းလေးလွယ်ကူတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာအခြေအနေကလုံးဝမတူ ဘူးအာဆင်နယ်တင်းကကျတော့လုံးဝအရန်ကစားသမားရဲ့ထက်ကံမဲ့ဆိုရင်တော့မှအရန်ဆိုတာဘယ်ကစားသမားလဲမေးယူလာတဲ့အထိသူ့ရဲ့အရန်အင်အားကြီးကလုံးဝတောင့်တင်းခိုင်မာနေတဲ့အနေအထားတစ်ခုမှရှိတယ်ပေါ့နော်တစ်ဖက်ကလီဗာပူးကိုကြည့်မယ်ဆိုလို့ရှိရင်တော့အခုအချိန်မှာအရန်နဲ့ first line နဲ့ကလည်းနှစ်ဘလို့မောက်ပေါင်းဆက်လို့မရတဲ့ပုံစံမျိုးဖြစ်နေတယ်ပြီးတော့အတင်းကလည်းတော်လေးကိုဖောင်အောင်နေပြီးတော့အာနက်စလော့ကိုတိုင်ကပရက်ရှာရတော်လေးကိုများနေတဲ့အနေအထားတစ်ခုရှိရတဲ့အတွက်ကြောင့်လီဗာပူးဒီနေ့ညမှာဘလို့မျိုးဒါရှင်းပြန်ကစားမလဲဆိုတာလည်းစိတ်ဝင်စားဖို့တော့ကောင်း ောင်းတယ်ပေါ့နော်ကျွန်တော်ထင်တာကတော့အဓိက first line နဲ့ကစားသမားတွေကိုပဲထုတ်ပြီးတော့ကံမလားလို့တော့မြင်မိတာလို့ရှိတယ်ပေါ့နော် ထားပါဒါကျွန်တော်အာဆင်နယ်အသင်းနဲ့ပဲစအောင်အာဆင်နယ်အသင်းနဲ့တစ်ဖက်ကဘရိုက်တန်အသင်းတို့ကရင်ဆိုင်ရှင်ပြန်ကစားသွားမှာလည်းဖြစ်တယ်ဒါအာဆင်နယ်အသင်းရဲ့အင်ကွင်း Emirates Stadium မှာကစားမယ်ပေါ့နော်သူတို့ကတော့အခုအင်္ဂလန်ဒေသစံတော်ချိန်ကတနအိနောက်ဆုတ်သွားပြီဖြစ်တော့ကြောင်းကျွန်တော်ပုံမှန်တနအိ25ရက်တနအိခွဲတို့ကန်နေတဲ့ပွဲရနေပြီးအခုချိန်မှာဆိုတော့2နာရီ25ကိုတော့ပြောင်းသွားပြီပေါ့နော်ဒါကတော့ထူးခြားချက်တစ်ခုအနေနဲ့ကျွန်တော်ထည့်ပြီးတော့ဟိုပြောပြထားရလဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာကျွန်တော်နည်းနည်း first ကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ Brighton အသင်းကလက်ရှိချိန်မှာပွဲနည်းနည်းပို့ပြီးတော့ပန်းထားတယ်လို့ပြောလို့ရ ါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ Manchester United ကိုအဝေးကွင်းသွားရောက်ပြီးတော့ရင်ဆိုင်ရှင်းပြိုင်ကစားပြီးတော့တခါလေ EFL Cup မှာလာပြီးတော့ Arsenal နဲ့တွေ့တာဆိုတော့ Brighton တို့ကလည်းနည်းနည်းပွဲပွဲကပိုပြီးတော့ပန်းနေနိုင်တယ်ဒါ Manchester United အသင်းကိုလည်းသူတို့ကရှုံးသွားတာပေါ့နော်ရှုံးသွားတဲ့ပြင်ကအပွဲစဉ်မှာလည်းချိုးချိုးတော့အထုတ်ခဲ့ရတဲ့အပိုင်းလေးရှိတာဖြစ်တဲ့ကြောင့်ဒါရှင်းမယ်ဆိုလို့ရှိရင်တော့ squad depth လည်းတိတ်မဖြစ်ဘူးနည်းနည်းပွဲပိုပန်းမှာတော့ Brighton တင်းကပိုပြီးတော့ပန်းနေနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးမှာတော့ရှိလိမ့်မယ်ပေါ့နော်ဒီနေ့တင်းရဲ့ head to head နောက်ဆုံး၃ဂျုံကိုကျွန်တော်တို့တစ်ချက်ကြည့်ကြအောင်နောက်၃ဂျုံကိုကြည့်မယ်ဆိုရင်တော့ဒီနေ့တင်းက ပရီးမီးယားလိမှာဇန်နဝါရီလမှာတော့ဆုံးခဲ့တယ်ဒါ Brighton တင်းရဲ့အိမ်ကွင်းမှာ1-1တည်ကြခဲ့တယ်ပြီးတော့2024 August မှာတော့လည်း1-1ပဲတည်ကြခဲ့တယ်ပေါ့နော်အမ်မတိုင်ကတော့ဆိုလို့ရှိရင်လည်းပရီးမီးယားလိမှာဆိုလို့ရှိရင်တော့2024 April မှာတော့ဆုံးခဲ့တယ် Brighton တင်းက3-0ဆိုတဲ့ result နဲ့အိမ်ကွင်းမှာ5ပြတ်ရှုံးထားတာပေါ့နော်ဆိုတော့၃ချိန်ဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့၃ချိန်စလုံးမှာ Arsenal တင်းကပို့ပြီးတော့အသာရတယ်လို့ပြောလို့ရတယ်အဲ2ချိန်တည်ကြပြီးတော့2ချိန်နိုင်ထားတာပေါ့နော်နိုင်ထားတာလည်း Arsenal က true ကြပဲအဝေးကွင်းမှာလာပြီးတော့3-0ဆိုတဲ့ပုံစံနဲ့ နိုင်ထားပေတဲ့တော့ကြောင့်ဟိုက်တူဟဲကိုကြည့်မယ်ဆိုတော့အာဆင်နယ်အနေနဲ့ပို့ပြီးတော့အသာရနေရလို့ပြောလို့ရတာပေါ့နော်ပြီးတော့အာဆင်နယ်အသင်းရဲ့နောက်ဆုံးအိမ်ဝင်း၃ပွဲကိုကျွန်တော်တို့ချက်ကြည့်ကြအောင်၃ပွဲစလုံးကိုဂိုးပြတ်တွေနိုင်ထားတာမဟုတ်ပေမဲ့ပေးကိုလုံးဝမရှိဘဲနဲ့နိုင်ထားတာကိုတွေ့ရတယ်ပရီးမီးယားလိမှာဝက်ဆန်ယူနိုက်တက်ကို2စီးနဲ့နိုင်တယ်ချန်ပီယံလိမှာအက်ထရက်တီကိုမက်ဒရစ်ကို4စီးနဲ့နိုင်တယ်ပြီးတော့ခရစ်စတယ်ပဲလစ်ကိုပြီးခဲ့တဲ့ပွဲစဉ်မှာနော်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်မှာဆိုရင်1စီးဆိုတဲ့ရက်ဇက်နဲ့ကတ်ပြီးတော့နိုင်ထားတာပေါ့နော်အဲပွဲစဉ်မှာဆိုလို့ရှိရင်လည်းတကိုးသွင်းပြီးတော့လုံးဝ ကိုလုံးဝပြန်မပေးရအောင်အသေးအတန်ပြိဆိုပြီးတော့ကစားသွားတာဆိုတော့အာဆင်နယ်တင်းမကိုဂိုးတကူသွင်းမှုဆိုတာကြတော့ဒါတော်တော်လေးခက်ခဲတဲ့အနေအထားတစ်ခုမှရောက်နေပြီလို့ပြောလို့ရတာပေါ့နော်အပွဲစဉ်မှာဆိုလည်းထူးခြားပဲဒါအီဘရီချီအဇေကနေပြီးတော့သူ့ရဲ့အတင်းဟောင်းဘက်ကိုပြန်ပြီးတော့ဂိုးသွင်းသွားပြီးတော့အာဆင်နယ်တင်းကိုနိုင်ပွဲတစ်ပွဲပုံဖော်ပေးခဲ့တာပေါ့နော်ဆိုတော့အာဆင်နယ်တင်းရဲ့အိမ်ကွင်းစွမ်းဆောင်ရည်တ ော်လေးကျန်တယ်100%အပြည့်နိုင်ထားတယ်ပေးကူလုံးဝမရှိဘူးပေါ့နော်အဲ့ဒါတကူကတော်လေးကိုထူးခြားရလို့ပြောလို့ရတာပေါ့နော်ဒီဘက် ကကျွန်တော် Brighton နဲ့အဝေးဝင်၃ပွဲကိုကျွန်တော်တစ်ချက်ကြည့်ကြည့်အောင် Brighton နဲ့အဝေးဝင်၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့တပွဲရှုံးပြီးတော့ဒါတပွဲတည်ကြပြီးတော့တပွဲနိုင်ထားတာပေါ့နော်အဲဆိုသူတို့ကတော့နယ်လီး flexible ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့သူကအဝေးခွင်းမှာ Chelsea ကို3-1နဲ့နိုင်တယ်ပြီးတော့ Wolf ကိုကျတော့ကြောင်သွားဖတ်တဲ့အသင်းကိုကျတော့1-1သေးကြတယ် Manchester United အသင်းကိုကျတော့4-2နဲ့ရှုံးထားတာပေါ့နော်ဆိုအဲ့မှာကြည့်မယ်ဆိုလို့ရှိရင် Brighton အရင်ပွဲတုန်းကနိုင်နိုင်မဟုတ်ဘူးဆိုလို့ရှိရင်တည်ရပဲကြားခဲ့တာနေပြီးတော့ United နဲ့ဆုံးမှာပဲသူကရှုံးထားတယ်လို့ပြောလို့ရတာပေါ့နော်အကြောင်းမလို့ Brighton ရဲ့အဝေးခွင်းဆန်းဆောင်ရာလည်းအရင်ကြီးညံ့တဲ့ထဲမှာမပါဘူးတော်တော်လေးကောင်းတဲ့အနေအထားတစ်ခုမှတော့ရှိရဲ့နောက်ဆုံးနီးနီးဆက်၄ပွဲကိုကြည့်မယ်ဆိုရင်တော့မှတပွဲပဲရှုံးပြီးတော့တပွဲတ ည်ကြီးကြပြီးတော့နှစ်ပွဲနိုင်ထားတယ်ဆိုနေထားမျိုးလေးမှာရှိတယ်။ဒါပေမဲ့ဒါ Emirates Arsenal ဖြစ်တဲ့တော့ကြောင့်လုံးဝလွယ်ကူနိုင်ခြင်းမရှိဘူးလို့တော့ကျွန်တော်ကတော့မြင်တယ်။အဲပြီးတော့ဒီမှာဒီနှစ်ပွဲမှာ Arsenal အတင်းရောက်ဒီနှစ်ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့အဓိကကစားသမားတွေကိုနားပြီးတော့အရင်နဲ့ပွဲထုတ်လာဖို့များတယ်။အဲကြောင့်ဒီနှစ်ပွဲစဉ်ရလည်းကျွန်တော်ရဲ့ခံမှန်းချက်ကိုပြပြပေးရမယ်ဆိုလို့ရှိရင် percentage တိုင်းပဲထုံးစံတိုင်းခွဲပြီးတော့ပြောပြမှာပေါ့နော်။ Arsenal အတင်းအနိုင်ရသွားဖို့ကျွန်တော်80ရာခိုင်နှုန်းလောက်ပေးခြင်းနဲ့ဒါ20ရာခိုင်နှုန်းလောက်ကိုတော့တည်ကြသွားနိုင်ရှိရလို့ကျွန်တော်ထင်မြင်မိတာလေးတော့ရှိတယ်ပေါ့နော်။ဒီပွဲစဉ်ရ တည်ကြရဲဆိုလို့ရှိရင်လည်းအချင်းမိုဆက်ကန်မှာဆိုတော့ဒါအာဆင်နယ်ပဲနိုင်တော့ဘူးများပါတယ်။စာတုံးကတော့ကျွန်တော်ဒီဗီဒီယိုထဲမှာတခါတည်းလီဗာပူးကိုပဲထည့်ပြီးတော့ပါဆွေးနွေးပေးမလို့ပေါ့နော်။ဒါပေမဲ့ဗီဒီယိုရန်ရှိသွားမှာဆိုတဲ့အတွက်ကြောင့်လီဗာပူးကိုတော့နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့ထပ်ပြီးတော့လုပ်ပေးပါအောင်မယ်။ဆိုတော့အာဆင်နယ်တဲ့ရီဇယ်ဘယ်လိုမျိုးဖြစ်လာမယ်လို့ထင်လဲ။အောက်က comment ထဲမှာဝင်ပြီးတော့မှန်းကြည့်ပြီးတော့ရပါတယ်။ကျွန်တော်ရဲ့ channel ကိုကြိုက်တဲ့လေဆိုလို့ရှိရင် like and subscribe follow လုပ်ပြီးကြည့်ရလို့ရပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြာမှပြန်လည်ကြုံရတာပေါ့။